စပီကေကပါစနစ်ပုံစံကလိုအပ်ချက်တွေရှိပေမဲ့အောင်မြင်မှုတွေလည်းအများကြီးရှိခဲ့ပါတယ်။ကမ္ဘာနိုင်ငံတွေကြားနိုင်ငံရေးစီးပွားရေးနဲ့လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေရှိခဲ့ပြီးနိုင်ငံတော်တော်များများကိုနိုင်ငံရေးနဲ့စီးပွားရေးအကျိုးအမြတ်တွေရစေခဲ့ပါတယ်။တည်ငြိမ်မှုလည်းအတိုင်းအတာတစ်ခုအထိရှိခဲ့ပြီးရှစ်ဖြစ်မဲ့အခြေအနေတွေကိုလည်းမှန်းဆတွက်ချက်နိုင်တဲ့တည်ငြိမ်တဲ့နိုင်ငံတကာအခင်းအကျင်းမျိုးရရှိခဲ့ပါတယ်။ဒါပေမဲ့ အဲ့ဒီအခြေအနေတွေဟာဒေါ်နယ်ထရန့်ဒုတိယအကြိမ်သမ္မတဖြစ်လာချိန်မှာပြောင်းလဲသွားခဲ့ပါတယ်သူရဲ့နိုင်ငံသားရေးဝန်ကြီးဖြစ်တဲ့မာကိုရူဘီယိုကစစ်ပီးခေတ်ကဘာစနစ် ပုံစံကြီးဟာခင်းနောက်ကြာရုံနဲ့မကဘဲအမေရိကန်ကို ပြန်တိုက်ခိုက်ဖို့အတွက်သုံးတဲ့လက်နက်တစ်ခုဖြစ်လာတယ်လို့ပြောခဲ့ပါတယ် The post war global order is not just obsolete it is now a weapon being used against us so ပြောရရင်အတိုင်းအတာတစ်ခုတည်းကဘာကိုထိမ့်ညှိထားတဲ့ war order ဆိုတဲ့ကဘာစနစ် ပုံစံပြည့်ယုံတာမကဘူးဒီမိုကရေစီစံချိန်စံညွှန်းတွေပါယိုယွင်းလာခဲ့ပါတယ်ဆိုလိုတာကတော့အစီအစဉ်မကြဖြစ်ချင်နိုင်ဖြစ်တဲ့ကဘာတစ်ခု ဖြစ်လာနေတဲ့သဘောပါပဲအဲ့ဒီလိုအချိန်မှာတရုတ်ရုရှားတို့လိုအာဏာရှင်တွေပိုပြီးစကန်းထလာပါတယ်တို့ချင်းချင်းပိုစည်းလုံးပြီးတို့ဩဇာချဲ့ဖို့အတွက် နိုင်ငံငယ်တွေကိုအုပ်စုဖွဲ့စည်းရုံးဖို့စ조사လာတာတွေ့ရပါတယ်။ဒီနေ့အပြင်ဒီမိုကရေစီနိုင်ငံတွေကိုအန်တုတဲ့သဘောပါပဲ။ဆိုတော့ဒီခေတ်ကအာဏာရှင်တွေမြူးပျော်တဲ့ခေတ်ပါ။စက်တင်ဘာလတုန်းကတရုတ်မှာကျင်းပသွားတဲ့ရှန်ဟိုင်းကော်ပိုရေးရှင်းအော်ဂနိုက်ဇေးရှင်းပွဲမှာဆိုအာဏာရှင်တွေတယုံယုံနဲ့ဖြစ်နေတာကိုတွေ့ရမှာပါ။တပါးဒီအာဏာရှင်တွေပြင်ကမ္ဘာအကြီးဆုံးဒီမိုကရေစီနိုင်ငံဖြစ်တဲ့အိန္ဒိယနိုင်ငံရဲ့ဝန်ကြီးချုပ်လည်းတက်ပြီးရုရှားသမ္မတပူတင်တို့ တရုတ်တံမရစီရှင်းပင်တို့နဲ့အဖွဲ့ကြခဲ့တာကိုတွေ့ခဲ့ရပါတယ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုတရုတ်ကအဲ့ဒီဘွဲကိုဖိတ်ခဲ့ပါတယ်ပထမဆုံးလူရွာသွင်းတဲ့သဘောပါပဲဒါပေမဲ့နိုင်ငံမူနဲ့အယူအဆတွေကိုကြည့်မယ်ဆိုရင်အာနာရှင်အချင်းချင်းပေါင်းဖက်တာပဲဖြစ်ပါတယ်စမ်းတော့မစမ်းပါဘူးအဲ့ဒီဘွဲပြီးဘီဂျင်းမှာကျင်းပတဲ့ဒုတိယကမ္ဘာစစ်အဆုံးသက်အထိမ်းမဲ့ဘွဲမှာဆိုရင်စစ်ကောင်းဆောင်ကသူ့ထက်လက်ဆောင်ထက်ပြီးဆရာကြတဲ့မြောက်ကိုရီးယားရဲ့အာနာရှင် ကင်ဂျုံအန်းကိုတော့ဒလေးတစားပြေးနှုတ်ဆက်ခဲ့ပါသေးတယ်။ဒါတွေကိုကြည့်မယ်ဆိုရင်ဒီမိုကရေစီတန်ဖိုးတွေကိုဂယုမဆိုင်တဲ့အာဏာရှင်တွေနဲ့ဒီမိုကရေစီနိုင်ငံတွေမှာတော့အာဏာရှင်ဆန်တဲ့ဒီမိုကရေစီကောင်းဆောင်တွေကဘာမှာခေါင်းထောင်လာတာကိုဒီနေ့တွေ့နိုင်ပါတယ်